ွင့်အလန်းတိုင်းကိုစီးပွားရေးအကျိုးအမြတ်ဖြစ်ပြောင်းလဲနိုင်သူသာအောင်မြင်သူဖြစ်တယ်။ဒီတော့အခွင့်အလန်းတွေကိုစီးပွားရေးအကျိုးအမြတ်ဖြစ်ပြောင်းလဲပါ။စီးပွားရေးမှာအနစ်နာခံပါစိတ်ရှိပါမဖြစ်နိုင်ဘူးဆိုတဲ့စကားလုံးတွေကိုဖြောက်ဖြတ်ဖြစ်ပါအောင်မြင်ပါလိမ့်မယ်။အရင်အင်းမရှိလေစိတ်ကူးကောင်းပြီးတော့ ဝရိယရှိရင်အဆင်ပြေတယ်ဒီတော့စိတ်ကိုကောင်းကောင်းရှိပါဝရိယနဲ့ကြိုးစားအားထုတ်ပါအောင်မြင်တဲ့စီးပွားရေးသမားတိုင်းရဲ့နောက်ွယ်မှာကြရှုံးမှုပေါင်းများစွာရှိခဲ့ပူတယ်အခုမှအောင်မြင်နေတာကိုပဲမကြည့်ပါနဲ့ဈေးခွက်ကိုနားလေခြင်းဟာငွေကိုနားလေခြင်းထက်ပိုပြီးတော့တန်ဖိုးကြီးတယ်ဒီတော့ ဈေးခွက်ကိုနားလည်အောင်လုပ်ပါစီးပွားရေးမှာအကောင်းဆုံးသောအရင်အနည်းကတော့ကိုယ့်ရဲ့အကျိုးအကျုံတွေပဲဖြစ်တယ်အနာဂတ်ရဲ့ချမ်းသာကြွယ်ဝမှုကို digital နည်းပညာနဲ့စုပ်အုပ်တည်ထွင်မှုနဲ့ AI တို့ကဖန်တီးပေးလိမ့်မယ်ဒီတော့ entrepreneurship ကိုလေ့လာပါ digital marketing ကိုလေ့လာပါ AI ကိုလေ့လာပါစီးပွားရေးပြိုင်ပွဲထဲမှာ အနိုင်ရခြင်းကိုကိုကိုအမြဲတမ်းမြင့်တင်နေဖို့လိုတယ်။ငွေကြေးဆုံးရှုံးမှုကိုပြန်လည်ရနိုင်ပေမဲ့အချိန်ဆုံးရှုံးမှုကိုတော့ပြန်မရနိုင်ဘူး။တည်တော့အချိန်တွေကိုအကောင်းဆုံးအတုံးချပါစီဝိုင်းအောင်မြင်မှုဟာကံကောင်းခြင်းထက်စနစ်တကျစီမံခန့်ခွဲမှု လုံလဝရိယပေါ်မှာမူတည်တယ်စီဝိုင်းမှာအကြီးဆုံးအန်ရည်က ဘာမှမလုပ်ဘဲနဲ့အခွင့်အရေးတွေကိုထိုင်ဆောင်နေခြင်းပဲစီးပွားရေးမှာဝယ်သူတိုင်းရဲ့ပြဿနာတွေကိုအမြဲအစွန်ဖြစ်ပြောင်းလဲပေးနိုင်သူသာစီးပွားရေးမှာရှင်းတတ်နိုင်တယ်။အောင်မြင်မှုဆိုတာတကြိမ်တခါတဲ့အကောင်းဆုံးလှုပ်ခြင်းတစ်နေ့စဉ်ကောင်းဆုံးလှုပ်ခြင်းဖြစ်တယ်။စီးပွားရေးမှာပထမဆုံးအောင်မြင်မှုကိုမမျှော်လင့်ပါနဲ့ ပထမဦးဆုံးရရှိမဲ့သင်ခန်းစာကိုပဲမျှော်လင့်ပါဒါကတော့ကျွန်ရဲ့လူငန်းရှင်တွေအတွက်ဘဝအတွက်တန်ဖိုးကြီးတဲ့ကျွန်တော်ရဲ့စီဝါရေးနဲ့ပတ်သက်တဲ့ကြံပြုချက်များစွာဖြစ်ပါတယ်ကျွန်တော်ရဲ့လူငန်းရှင်တွေဟာလည်းနေ့တစ်နေ့ကိုပြောပြောရှင်းရှင်းနဲ့ဖြတ်သန်းရင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်တို့ကုညာလေးအောင်ပါ